အားလုံးပဲမင်္ဂလာပါရှင်။ဆ iam မမဝင်းမြင့်ရေးသားထားတဲ့ရီယောမှန်းအိုင်စန်းရေပြားဆိုတဲ့ဝတ္ထုလေးကိုအပိုင်း၁၁အနေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။အခန်း၁၄။ကိုစိမ့်မောင်သည် စိမ့်မြိုင်ချမ်းကြီးကျေးဇူးကြောင့်သူ့တဘွားတားမှာပူဇော်မရှိအောင်တိုးလိုက်ပါဝပြည်စုံနေတော်လဲမိမိရောရောဖြင့်ဖြစ်သည့်အခြေအနေမှာတင်းတိမ်နေသည့်စိတ်မရှိချေ။ချမ်းကြီးဤတစ်ဖက်ဆောင်ကိုနေပြီးဖြစ်သည့်ချောင်းငယ်နေရာသည့် အချီးနီးပစ်ထားရမည့်အစားလျော်လုံးဤကောင်းကျိုးဖြစ်စေရန်စိုက်ပျိုးခွဲအဖြစ်အသုံးချတဲ့ကြောင်းတဏီသောခါကမခေရွှေပြောမှုသည့်စကားကို အကောင့်ထဲဖော်ရန်ကြိုးစားနေသူဖြစ်သည်ပြေရှင်အောင်ထွက်နေပြီဖြစ်သည့်စမ်းအိုင်ကရေတွေကိုကောနေသည့်ခြိုင်ဝန်းနေရာကိုရေရစေရန်ညောင်းသွဲဖောက်ချမည်ရည်တခြားကို စီးထွက်မသွားစေရန်လဲကွက်ကိုတမန်တုံမီရည်ရရှိပြီးစူပြေလာသောထူနီယာကိုຫນွေမိုးဆောင်အလှဲကြအသည့်နှံများဆိုင်မီ ထိုဆိုင်ခင်းမှဖြစ်လာသည့်ငွေကြီးကိုစင်းနူတော်ကြီးကိန်းဝေးရာဓမယုံကိုခိုင်ခန့်လုံခြုံအောင်ပြုပြင်ရန် လိုအပ်သည့်အရေးမှအသုံးချမည်ထိုနေရာကိုစိုက်ပျိုးရန်မှာရွာရှိ လူငယ်လူရွယ်များကအလှည့်ကျတာဝန်ယူရမည် ထိုကိစ္စအတွက်ကိုစိမ့်မောင်နှင့်မခင်ရွှေတို့ကကြီးကြပ်ရမည်ဖြစ်သည် ထိုစီမံကိန်းကိုဒီပါလုံးကသဘောတူကြသည်အားပေးထောက်ခံကြသည်စေရောကိုပါအားတက်သရောကူညီကြသည် အမျောမြင်ရှိသော မခင်ရွှေကို စားတဲ့တဘိုးတိုးပြီးကြည်ညိုကြသည် မခင်ရွှေသည်ထိုကိစ္စအတွဲကြောင့်တိမ်ကောနေသည့်ချောင်းမြေနေရာကို လာသည့်ခါတိုင်းမှာကိုစိမ့်မောင်ဤချမ်းကြီးတဲကိုမြည်သည့်ခါမျှမဝင်မေအပြင်းနန်းကသာကြွေရှောင်သွားသည်လာသည့်ခါမှလည်းတယောက်တည်းမလားတပည့်တွေချမ်းရန်လာသည့်ခါလာသည်သူเจ้าကဆ iam မတွေကိုအဖို့ခေါ်လာသည့်ခါလာသည်ရွာသူရွာသားတွေနှင့်လာသည့်ခါလာသည်ချမ်းကြီးပြင်ပအလှဲ့ကြသော လူငယ်လူရွယ်တွေက ခြံကြီးပြင်ပရှိချောင်းကုန်းနေရာကိုပြုပြင်ရာသို့ကိုစိမ်းမောင်နှင့်မခင်ရွှေတို့ကကြီးကျက်သည်ဆိုတော့လေမိသည့်ခါမြနှစ်ယောက်ပြိုင်မသွားကြချေအပြောဆိုလွတ်အောင်မခင်ရွှေကရှောင်းသလိုကိုစိမ်းမောင်ကလည်းမခင်ရွှေဤနံမီကုံတိတ်ခါကိုတံမိုးထားကတတိထားရှောင်းသည် ထို့ကြောင့်နှစ်ယောက်သဘောတူနေရဲ့တတ်မှတ်ခါမခင်ရွှေကအကြောင်းဝိသည့်ရဲ့မှသာလာရောက်ကြည့်ရှုသည်ထိုနေ့မှာကိုစိမ်းမောင်မလားဂျားရွက်ဒီမှာကိုစိမ်းမောင်ကကြည့်ရှုသည် ထိုချိန်မှာမခင်ရွှေလုံးဝမလားဤတွင်မှာပြောရေးဆိုခွင့်ပေါ်လာလျင်ကိုစိမ့်မောင်က မခင်ရွှေအိမ်ကိုသွားသည်ဖွားရွှေအိမ်တို့အသားမီကိုရှေ့မှာထားပြီးပြောစရာရှိသည်ကိုသာပြောခဲ့သည် ကိုစိမ့်မောင်ကချောင်းကုန်းမြေနေရာကိုကြည့်ရှုစီမံနေချိန်မှာကျင်ကျင်ကစမ်းမြိုင်ချမ်းကြီးတဲ့သို့ရောက်လာသည်ဂျိုတင်စီစဉ်ချင်းကျက်ထားသည့်အတိုင်းကျင်ကျင်က ကိုစိမ့်မောင်မရှိသည့်အချိန်ရောက်လာပြီးချောင်းကောမြင်နေရကိုမလိုက်သွားပဲကိုစိမ့်မောင်ကြီးအိမ်မှသာကိုမျိုးနှင်းနှင်းတွေ့ဆုံစကားပြောရင်း မခင်ရွှေကိုမြည်တို့ပျက်စီးရာပျက်စီးချောင်းပြုလို့မြည်ကိုတိုင်မြင်နေကြသည်ထို့ကြောင့်ရေပြိုင်မှဘိုးစင်ပေါင်းဆက်အမြတ်တနိုးသိသိထားသည့်ရှီဟောင်းဖူတိုင်းပျက်စီးမျိုးမရှိဘူးလားဟုကိုမျိုးနှစ်ကမေးမြန်းခဲ့စဉ်ကကိုစိမ့်မောင်ပြန်အောင်လာသည့်အတွက်ကျင်ကျင်ကပြောပြရန်အချိန်မရှိခဲ့ချေယခုမှကျင်ကျင်က ထိုစကားကို ပြန်ဆက်ပြောပြသည်ကျင်ကျင်တို့ရွာဦးကျောင်းဓမာယုံကြီးမှပူဇော်ထားတဲ့ရှီဟောင်းစင်းတို့ရဲ့မျက်လုံးတော်ကိုကိုမျိုးမြင်ဘူးလား ကုမျိုးနှစ်ကမမြင်ဘူးကြောင်းထိုဓမာယုံကိုလည်းတစ်ခေါက်မှမရောက်ဘူးကြောင်းပြန်လဲဖြေချလိုက်သည်တစ်ခေါက်လောက်ဖျားဖူးရအောင်လာခဲ့ပါလားဖျားဖူးဖို့ဆိုရင်ဘသူမှမကန့်ကွက်ပါဘူးခြေကျင်ကစေတနာပြည့်ဖြင့်ဖိတ်ခေါ်သည်သို့သောကုမျိုးနှစ်ကချစ်စရာကောင်းသောအပြုံမျက်နှာဖြင့်ဦးကောင်းကြီးခါအစဉ်ပြေရင်ရောက်မှာပေါ့ကျင်ရင်ကဲပြောစမ်းမအောင်ဆီယမမခင်ရွှေကိုဘလို့စီစဉ်ရမယ်ဆိုတာဟုမေးသောအခါကျင်ကျင်ကပြောပြသည်ဓမာယုံထဲမှာရှိနေသောစင်းသူတော်က ကျင်ကျင်တို့မိဘတွေလူမဖြစ်ခင်ကပင်ရေပြာရွာမှာအစဉ်အဆက်ကိုကိုယ်ွယ်ခဲ့သည့်ဆင်းလူတော်ဖြစ်သည်ညံတော်တပင်ရှိသောရွှေသားအစစ်တင်မြင်ကွေဆင်းလူတော်ဖြစ်သည်ဆင်းလူတော်ဤဥကောင်းတော်နှင့်တင်ကန်းတော်အနာဘတ်တွေမှာကြောင်းမြေရတနာတွေစီချေထားသည်သို့တော်ထိုကြောင်းမြေရတနာတွေကတန်ဖိုးမနေဆိုတော်လဲမြင်ရသူတည်ယူစရာမဖြစ်မြင်ရသူတည်ယူစရာကောင်းသောရတနာက၃ခုသာရှိသည် ထို၃ခုကမျက်မှောင်တော်နှစ်ခုကြားမှာတွင်းမြုပ်ထားသည့် ယဒီ20အနည်းဆုံးရှိသောစိန်ကြီးတစ်လုံးမျက်လုံးတော်နေရာတွင်သွေးမြုပ်ထားသည့်အလားတူယဒီ20အနည်းဆုံးရှိသည့်မြယရနာကြီးနှလုံးဖြစ်သည်ဆင်းလူတော်ပမာဏနှင့်နှိုင်းစာလင်းစိန်နှင်းများနှလုံး၏အရွယ်ပမာဏကကြီးမားနေသည်ဆင်းလူတော်ကိန်းဝင်နေရာဓမယုံသည်ခိုင်ခန့်လုံးကျုံသောအုတ်တိုက်ဖြစ်သည်ထွက်ဝင်သည့်ကျယ်ဝန်းသောတကားပေါက်ကြီးတစ်ပေါက်သာရှိသည်ထိုတကားပေါက်ကြီးကိုလည်းဒူးတယ်ကြီးမားခိုင်ခန့်သည့်ကျွန်းသားတကားတစ်ထပ်တန်စကား၏ တန်စကားတကားတစ်ထက်ကြက်လုံးတန်တိုင်းကြီးများဖြင့်တန်မောင်တွေကိုထားသည့်တန်တကားကတစ်ထက်တကားသုံးထက် အကာရန်အသားစီးလုပ်ထားသည် ထိုစင်းတော်ကြီးမှစိန်နှင်းများယရနာသုံးလုံးကိုတိတိဆိတ်ယူထုတ်ခါမခင်ရွှေခူးယူသည့်ဇက်ခင်းလိုက်လင်သူတို့အကြံအထားမြောင်းနိုင်သည်ဟူသောစကားများကိုကြည်ကျင်ကပြောသောအခါကိုမျိုးနှစ်သည်ကျင်ချင်းမျက်နှာကိုမျက်တောင်မခတ်စိုက်ကြည့်နေရမှမေးလိုက်သည်ကျင်ချင်းပြောတဲ့အတိုင်းဆိုရင် စိန်စင်းများစစ်ဆိုရင်တော့ဒီယတနာသုံးလုံးကိုဘလောက်တန်းနေဆိုတာခံမှန်းဖို့တောင် ကြောက်စရာကောင်းနေတာပဲတကယ်ပိုင်ဆိုင်ရတဲ့လူတော့တသက်တာစီးစိန်ရှိရှိထိုင်စားနေနိုင်ပြီကျင်းဒီယတနာသုံးလုံးကိုဘလို့ယူနိုင်မလဲကိုမျိုးကဧည့်သည်ဆိုတော့ကျင်ကျင်ပြောပြလို့သာကြားရတာအနေထားကိုမခံမှန်းနိုင်ဘူးလေကိုမျိုးပြောတဲ့အတိုင်းအဖိုးဒဏ္နာက ပြောစရာတောင်မလိုပါဘူးစိန်ကြီးအဖိုးဖြတ်နိုင်တဲ့ထားအောင်ညာကြီးနှလုံးကိုဘလို့မှအဖိုးမဖြတ်နိုင်ဘူးကိုမျိုး ။ဘာကြောင့်လဲဆိုရင်အစင်းလူတော်ကြီးကအနောက်ဘက်ကိုမျက်နှာတော်လှည့်ထားတယ်။ညနေချိန်တေသားတကားကိုဖွင့်ထားတဲ့အခါမှာတန်တကားတွေကနေအောင်ဟာဆင်းလူတော်မျက်နှာကိုရောက်လာပြီးဆိုရင်စိန်ရောင်တောက်တာတော်တော်ရဲ့မြားကြီးနှလုံးကနေအောင်ဟပ်ပြီးထွက်လာတဲ့အစိမ်းရောင်ဟာလေနေအောင်ကိုယ်တော်ဖုံးသွားတယ်။ဓမာယောင်တခုလုံးမှာစိမ်းပြီးတော့မြင်နေရတဲ့လူမျက်လုံးထဲမှာအေးလိုက်တာလေ။တန်တကားတွေအပေါက်ကအေးများတဲ့အစိမ်းရောင်ကြီးကအတန်းတိုင်းထွက်လာတယ်လို့ပဲထင်ရတယ်။ ကြည်ကျင်ပြောနေသည့်စကားတွေကိုနားထောင်နေသောကိုမျိုးနှစ်သည်စိတ်ဝင်စားလွန်နေသည်မှာအသက်ပင်ရှူမိရဲ့လားဟုထင်စရာပင်ဖြစ်နေသည်ကြည်ကျင်ကဆက်ပြောသည်မခင်ရွှေကိုဒီဘာလုံးကသိယုံကြည်ကြတယ်တရက်ဒီဘာကရောက်လာတဲ့ဧည့်သည်ဆိုရင်စင်းလူတော်ကိုဖူးခွင့်ပြုဖို့တိတ်ခဲရင်တယ်ကိုရွာသားတော်မှတစ်ခါတလေတေသားတကားချက်ပဲဖွင့်ပေးတယ်တန်တကားကိုမဖွင့်ပေးဘူးအပြင်ဘက်ကပဲဖူးရတယ်မခင်ရွှေအရင်တစ်ချိန်ရေပြိုင်ရွာမှနေစဉ်ကဒီစင်းလူတော်ကြီးကို အပြင်ဘက်ကသာဖူးဝင်ပြုခဲ့တယ်။အခုဒုတိယကြိမ်ပြန်အောင်လာတော့ဟို ကိုစိမ့်မောင်အမျိုးဒေါခိတာမာလေးပြောလိုက်တဲ့စကားတွေရေပြာအန်ယွာနောင်ကျောင်းရာဇဝင်တွေကိုသိရတဲ့ဆိုပြီးတိတ်လူလာသွားကြတယ်။နောက်ပြီးရက်ရွာအတွက်ဆောင်ရွက်ချက်တွေကိုလည်းကျေးဇူးတင်လာကြည့်ရဲ့ဆိုပြီးတိတ်ကြည်ညိုနေကြခိုင်မှာစင်လူတော်ကြီးကိန်းငွေရဓမာယုံကိုခိုင်ခန့်အောင်ပြုပြင်ဖို့လိုတယ်ဆိုတဲ့စကားတွေကိုမခင်ရွှေက ပြောလာရော့စင်လူတော်ကြီးနေရာတကွက်ထဲကိုသာဒီလိုလုံကြုံကြီးလှုပ်ထားလို့စိတ်မချရဘူး ဓမာယုံကိုပါခိုင်ခန့်အောင်ဂျုံနဲ့အုတ်တိုက်လုံးတင်ကြောင်းဒီလိုလုံးမသားလင်းလူစိုးတွေအနေနဲ့ကြံစီခြင်းဓမာယုံလုံးဂျုံမှုကတစ်ထက်ကန္နာကူဒီတိုက်လုံးဂျုံမှုကတစ်ထက်ဖြစ်နေလို့ကြံစီရမှာခရင်သွားမယ်ဆိုတာတွေပြောဒီကိစ္စအတွက်ငွေရအောင်ချောင်းကုန်းမြေစီမံကိန်းကြီးဆွဲလိုက်တော့ဒီဘောင်လုံးက မခင်ရွှေကိုတိတ်ကြီးညိုပြီးစင်းနူတော်ကင်းငွေရအုတ်တိုက်ကိုပါဖွင့်ပြတဲ့အချိန်ညောက်သွားတာပေါ့ကိုမျိုးရှည်လျားသောစကားတွေကိုပြောလိုက်ရသဖြင့်မောသွားဟန်ဖြင့်ကျင်ကျင်က ပင်သက်ရှူပြီးနားလိုက်သည် ကိုမျိုးနှစ်ကကြပြကတိသွားပြီးရေတခွဲခံလာသည်ကဲဖန်ပြခွဲနဲ့ကြောက်ဆက်ရေးလေးကိုအမောပြေအောင်တောက်လိုက်ပါအောင်ကျင်ရင်ဟုတယူတရပြောကသူကိုယ်တိုင်တိုက်ရန်မသိမျောလုံးသဖြင့်တပားသူတွေမတော်တဆမြင်တွေ့သွားမည်ကိုဆိုရင်သဖြင့်ကျင်ကျင်ဤတထဲကိုသာထဲ့ပေးလိုက်သည်ကိုမျိုးနှစ်ဤယူရကျင်နာမှုကိုကျင်ကျင်သည်များစွာကြည်နူးသွားသည် ကိုမျိုးကအလှပတဲ့ကျင်းနှုတ်ခမ်းအနားကိုခံခွဲတိတ်ပြီးကိုယ်တိုင်တိုက်လိုက်ချင်ပါတယ်။သူများမြင်မှဆိုလို့စင်ကြီးလိုက်ရတာစိတ်ထဲမှာမချစ်မရဲရှိလိုက်တာကျင်းကိုမျိုးနှစ်ကကျင်ကျင်လက်ထဲကရေတောက်ပြီးသားဖန်ခွက်ကိုပြန်ယူပြီးတိမ်မွေးညင်သားချစ်ခင်မြန်နှူးစွာပြောလိုက်သည်ကိုမျိုးမြေတာကိုကျင်သိပါတယ်ကိုမျိုးရဲ့ကျင်ကျင်ကကျင်းနဲ့နှစ်သိမ့်စွာ ပြန်ပြောလိုက်၏ကိုမျိုးနှစ်ကဖန်ခွက်ကိုအနားမှာရှိသောစပွဲလေးတစ်ခုပေါ်သို့တင်လိုက်ပြီး ကဲဆက်ပြောပါအောင်ကျင်ဆောင်ရွက်စရာရှိသမျှကိုကျင်ကအားလုံးညွန်ပြကိုမျိုးကကျင်စီမံချက်ကိုမငင်းဆန်နာခံမှမယ်အခုကတည်းကကျင်ဩဇာကိုကိုမျိုးနာခံနေပြီနော်လက်ထပ်ပြီးတဲ့အခါကိုမျိုးနှစ်စကားမဆုံးမီဗာလဲလက်ထပ်ပြီးတဲ့အခါကျတော့ကျင်ကို တော်ရချောင်ထဲမှာပြစ်ထားမလို့လားဟုစိတ်ဆိုးတမ်းမပါပဲနောက်တန်းဖြင့်ပြောလိုက်သည် အမလီကျင်အဲ့ဒီလိုထင်လိုက်တာကကိုမျိုးရင်ထဲမှာဘလို့ဖြစ်သွားမှန်းမသိဘူး ကိုမျိုးဆိုလိုတာကလက်ထပ်ပြီးတဲ့အခါကျတော့ကျင့်ချင်ရေးမှာကိုမျိုးကကျိုးနွန်စွာဝစ်စင်းမမယ်လို့ပြောမလို့ပါကျင်ရယ်ကိုစိမ့်မောင်ကြောင့်ကျင်စိမ့်မချမ်းမသာဖြစ်ခဲ့ရတာတွေကိုလေကိုမျိုးကကျင်စိမ့်ချမ်းသာအောင်အတိုးချပြီးတော့ကျင်နာယူရမှာပါကိုမျိုးနှစ်ကကျင်ချင်ကြီးအရှိုက်ကိုထီအောင် စကားသလုံးပြည့်သွင်းလိုက်တော့ခါကျင်ချင်သည်မတိမသားနှုတ်ခမ်းကိုကိုက်လိုက်သည်စိတ်ထဲတွင်မခင်ရွှေပျက်စီးစေလိုသောစေတနာသည်တိုးပွားသည်ထက်တိုးပွားလာသည် ကဲဆောင်းရွက်ရမာတွေကိုဆက်ပြောပါအောင်ကွန်မြူနစ်ကဆက်လိုက်သည်ဒီရတနာ၃လုံးကိုအားလုံးယူလို့ရရင်လဲရတစ်ခုနှစ်ခုတော့ရလဲဖြစ်တာပါပဲဓမာယုံရဲ့အုတ်တိုင်းလေးသားကိုကြည်ရအောင်တစ်ခါတော့ကိုမျိုးလာပါလားဥပုံလေးကိုလာလေဓမာယုံကအုပ်စရက်ကြီးပါပဲအခင်းနဲ့အမိုးပဲရှိတယ်ဓမာယုံရဲ့ဥဘက်ကစင်းလူတော်ကြီးကိန်းဝရအုတ်တိုက်ကအထီးကြီးရှိနေတယ်ဥပုံလေးဆိုရင်တသားတကားဖွင့်တယ်တခြားနေတွေမှာ တကားသုံးထပ်လုံးပိတ်ထားတယ်။ကိုမျိုးနှစ်ကဥကောင်းကိုခါလိုက်သည်။ကိုမျိုးကဧည့်သည်။ဒစိမ့်တယောက်ပဲချင်းဒီလူဘာသဘောမျိုးနဲ့လာကြည့်တယ်လဲ။ဘာကိုလာပြီးဆက်စုတာလဲဆိုပြီးအထင်ခံရရင်မကောင်းဘူး။ဒါလဲဟုတ်တာပဲ။ကျင်ကျင်ကချစ်သူကိုအထင်မှားမြင်မှမခံလို့ပဲ။ထို့ကြောင့်အကြံထုတ်ဟန်ဖြင့်နှုတ်ဆက်နေသည်။ဆမ်းမြန်ချမ်းကြီးပြင်ပချောင်းကုန်းမြေတွင်လောအပ်ပြီးနေကြသောလူငယ်လူရွယ်များ၏အားတက်ပျော်ရွှင်ပွဲ ဟေအော်ကြွေးကြော်ပြောဆိုနေကြသောအတန်းတွေသည်လေတင်ရတစ်ချက်တစ်ချက်ကြားနေရသည်ဧကန်ပြင်မဲ့တွင်တစ္ဆာရှိသောတပည့်ကျော်မောင်နှင်းကသတိမလစ်စေပဲတကားဆောင်တာဝန်ကိုမညူမညင်ထမ်းဆောင်နေသည်ကိုမျိုးပေးတဲ့အကြံကိုကျင်လက်ခံနိုင်မလားညီနေသောကျင်ညင်ကိုကဲခတ်ပြီးကိုမျိုးနှစ်ကမေးသည် ပြောတာပြောပါကိုမျိုးကျင်ကျင်ကလိုလားစွာတုံ့ပြန်သည်ဒီဖျားအုပ်တိုက်ကိုခက်ခဲတဲ့အမျိုးသားကိုကျင်သည်လား ဒီတော့မျိုးစားကိုတီးရရင်တော်ရအောင်ကိုမျိုးရှာနိုင်တယ်ညဘက်မှာဒီအုတ်တိုက်ကိုစောင့်နေလူရှိလားလူဆောင်ရဲ့လူတော့တီးတတ်မထားဘူးဖုန်ကြီးเจ้าနဲ့ဓမာယုံကနီးတယ်ညတိုင်းရောက်ရင်တော့ဖုန်ကြီးเจ้าတွင်က12နာရီလောက်မှတန်ဃာတော်တွေကကျင်းဆက်ကြတယ်နောက်ပြီးမနေ့3နာရီခွဲဆိုရင်အုံမောင်းခောက်တာနဲ့အိတ်ချိန်သိမ့်မရှိကြဘူးဂျား3နာရီကြောကြောအချိန်လောက်လေးမှလည်းတန်ဃာတော်တွေနဲ့ကပ္ပိယတွေအိတ်ကြပေမဲ့ခွေးတွေကဘယ်မှာအိတ်ကြတယ်ထင်လဲကိုမျိုးရဲ့ ဓမယုံပေါ်တက်အိတ်ကြတော့ဖျားဆင်းမှုတော်ရှိရာအုတ်တိုက်ကအလိုလိုအဆောင်ရှိပြီးသားဖြစ်နေတယ်။ကျင်ကျင်ကရေမောပြောပြသည်။ကိုမျိုးနှစ်ကမှမရေပဲနည်း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 အကြံထုတ်နေသလိုမျက်မှောင်မတိမသားကုန်နေသည်။ထို့နောက်ဖျားအုတ်တိုက်ကိုခတ်တဲ့တော့ကူသားဘလို့အမျိုးစားလဲတော့ပုံတရံကဘလို့ဆိုတာရအောင်စုံစမ်းကြပါ။တကယ်လို့မရရင်လဲနီလန်းတစ်ခုရှိပါသေးတယ်။ဖြစ်အောင်တော့လုပ်ရမှာပေါ့။ တရေနဲ့တွင်တီးရအောင်ကြိုးစားတော့ကျင်ဒါမှမခင်ရွှေကိုမြဲမြဲလက်စားချင်နိုင်မယ်တခုတော့ကျင့်ကိုကြိုးပြောထားပါရစေပြောပါကိုမျိုးဒီရွာเจ้าကိုကိုမျိုးတီးရတဲ့လောက်ဆိုရင်အစင်လာတိတ်ကြီးတဲ့ရွာဒီရွာသူရွာသားတွေဟာတရက်ရွာကမိန်းကလေးယောက်ျားလေးတွေကိုလက်ထပ်တာမရှိသလောက်ပဲဒီတော့ကိုမျိုးနဲ့ကျင့်ကိုသဘောတူချင်မှလူကြမယ်မတူလို့ခွဲလိုက်ရင် ကိုမျိုးရင်ခွဲရကြည့်ရဲ့ဒါကြောင့်မခင်ရွှေဒီရွာက ထွက်သည်ဖြစ်စေမထွက်သည်ဖြစ်စေ ထွက်ရအောင်တော့ကြိုးစားရမှာပေါ့လေ။ဘာပဲဖြစ်ဖြစ်ကိုမျိုးခေါ်ရကိုကျင်လိုက်ခဲ့ပါ။ကိုမျိုးတို့မိဘတွေထဲမှာနေပြီး9လတန်းဒီ6လတန်းဒီကြာတော့မှကျင်မိဘတွေထံကိုပြန်လာကြတာပေါ့။အဲ့ဒီချင်းဆိုရင်သူတို့ဘယ်နည်းနဲ့မှခွဲကြမယ်မထင်ဘူး။ကိုမျိုးပြောတာသဘောပေါက်ရဲ့လား။ကျင်စီမံသမျှမငင်းမဆန်းနားခံမှမီစုတော့ဆိုတော့ကိုမျိုးနှစ်သည်သူကကြီးစီမံနေသည်ကိုကျင်ကျင်ကအပြုံးမပြက်ဖဲခေါင်းတငိမ့်ငိမ့်ငိမ့်နေတော်သည်။ ရှင်းရှင်းဆိုရရင်ကျင်ညင်သည်ကိုစိမ့်မောင်ထဲရုပ်ရည်ပညာပစ္စည်းတာလွန်သောကိုမျိုးနှင့်ဤကျင်နာချင်းယူရချင်းတို့မှနှိမ့်နှိမ့်ခါခါဆွဲလန်းမြန်လို့နေပြီးဖြစ်ရာကိုမျိုးနှင့်ပြောသမျှကိုမငင်းမဆန်လိုက်နာတော်မိသားဖြစ်သည် ကိုမျိုးနှင့်ကဆက်ပြောလိုက်သည်ဖျားကယရနာတွေရရင်မခင်ရွှေခိုးယူတယ်လို့ဆွဆွဲနိုင်အောင်ဒီယရနာတွေကိုသူ့ပိုင်းနဲ့ထည့်ရအောင်ကြံရအောင်မယ်ချင်းသူနေတဲ့အိမ်ကိုသွားထားဖို့ကခဲရင်နဲ့ဒီတော့ညာဘက်မှာစာတင်ကျောင်းကသူ့ရုံးခန်းထဲကို တိတ်တိတ်ဝင်သူစာရွက်စာတမ်းသိမ်းရာသပွင့်အံဆွဲဖြစ်စေဗီဒိုတဲဖြစ်စေယတနာတွေကိုတည်တက်တက်ထည့်ထားနောက်ပြီးရွာသူရွာသားတွေကမခင်ရွှေဘူတန်နေရဖြစ်လာအောင်ဂျင်ကညံစင်တဲ့င်းလွင်အဲ့တော့ရွာလူကြီးတွေက သူ့ရုံးခန်းကိုဝင်ရှာယတနာတွေကိုတွေ့မခင်ရွှေတယောက်ဖျားပစ္စည်းခိုးမှုနဲ့အချုပ်ထဲရောက်ရင်ရောက်မရောက်ရင်လည်းရေပြာအံရွာကပြေးရတော့မှာပေါ့ကိုမျိုးကြံဘလို့လဲကျင်သဘောကျရင်လားကောင်းတယ်ဒီအကြံတိတ်ကောင်းတာပဲ ။တရားဒီရွာက လေးလွင်းရောက်လာပြီးငါ့ကိုစိတ်ဆင်းအောင်လုပ်နေတဲ့ဆရာမကြီးတော့မျက်ခုံးလှုပ်နေပြီတော့ကျင်ကျင်သည်စိန်ကားရက်ဆက်သောစကားကိုချင်းစာတရားကင်းမဲ့သောစကားကိုဝမ်းသာအားရပြောလိုက်သည်။အခန်း15ကြီးမားသောစီမံကိန်းကိုချကားယရနာပစ္စည်းတွေကိုခိုးယူရန်ကြံနေခြင်းခံရသောစင်လူတော်ကကျင်ကျင်၏မိဘတွေလူမဖြစ်မီကပင်ဤရေပြာရွာမှရှိနေခဲ့သောစင်လူတော်ဖြစ်သည်။ မိမိကိုခန္ဓာလှပရေးကိုသာဦးစားပေးပြီးမိမိကိုကိုအလှပရေးကလွှဲရင်အခြားဘာကြောင့်ကိုများစိတ်ဝင်စားသောခြင်းချင်းကဒိုရေးပြိုင်ပါဇာတိချက်မျိုးဖြစ်လျက်နှင့်ဒိုစင်းတူတော်အကြောင်းကိုမေးမြန်းခြင်းလည်းမပြုခဲ့စင်းတူတော်နှင့်ပတ်သက်ပြီးဘာကြောင့်ချက်ကိုမှမသိခဲ့တော့လဲမခင်ရွှေသည်ပထမချိန်ရေးပြိုင်ရွာမှနေစဉ်ကရူးချစ်စိတ်ဇာတိမှန်စိတ်ပြင်းထန်လာစွာဖြင့်သမီးရင်တယောက်လုံးကို အသေးခံလိုက်သောတကြီးမင်းဦးရွှေစင်အကြောင်းကို ဖွားရွှေရင်ပြောပြ၍တီးရသည့်ချိန်ကစားပြီးသူမမြင်ဘူးလိုက်တော့တကြီးမင်းဦးရွှေစင်ကိုကြည်ညိုစိတ်ဖြင့်ဦးရွှေစင်အကြောင်းမှတ်တမ်းရေးပြီးတော့လဲစကားအဆက်ဆက်ပေါ်တိုင်းဦးရွှေစင်အကြောင်းကိုဖွားရွှေအင်အားမင်းမြန်းချင်းဖြင့် ထိုဆင်းလူတော်အကြောင်းကိုသိနေခဲ့ပြီးဖြစ်သည်တကြီးမင်းဦးရွှေစင်သည် အသက်သမျှချစ်သောတဦးရသောသမီးမထားဆွေကိုမျိုးချစ်စိတ်ဇာတိမန်စိတ်ကင်းမဲ့သည့်အမျိုးသားတစ္ဆာဖောက်တယောက်ကဖျားကောင်းလာဟူသော ရှာမရှာသည့်စိတ်မှန်ဖြင့် အသေးခံလိုက်ပြီးဖြစ်သည့်နောက်သမီးစိတ်ဖြင့်ကြီးကတော်ကြီးကလည်းတည်ဆုံသွားခဲ့သည်ထိုအခါဘိုးစင်မောင်ဆက်စားပြီးမျိုးနွယ်လိုက်ချမ်းသာကြွားလာသည့်ပစ္စည်းတွေအစုလိုက်ပုံလိုက်ဖြင့်တဦးဒီကြံရည်သောတကြီးမင်းဥရွှေစင်သည် သူ့ပစ္စည်းတွေကိုအုံချရန်စိတ်ကူးလိုက်သည်နာကြီးဖွယ်ကြည်ကွယ်ဖွယ်ဖြစ်မျိုးဖြင့်သမီးရင်းတယောက်လုံးကိုသွေးအေးဖြင့်အသေးခံလိုက်ခြင်းချစ်လာစွာသောငယ်ပေါင်းစနီးတကြီးကတော်ကြီးသည် သမီးစိတ်ကြောင့်ဒေဆုံသွားခဲ့ခြင်းစသည်တို့ကြောင့် ဥွှေစင်းကိုလော်ဂီဘက်ညီငွေသီးစိတ်ပေါ်လာ ပေါ်ပေါက်လာစေသည်အရွဲကလည်းရှိသေးသည်ဒကြင်းမင်းဟူသောဂုံတုကလည်းရှိနေသည်ပစ္စည်းတွေကလည်းအစူးလိုက်ပုံလိုက်ချမ်းသာနေသည် ထို့ကြောင့်ချွေရင်ချက်မရှိသောဥွှေစင်းကိုလက်ဆက်လိုသူအမျိုးသမီးတွေရှိပါတော့လဲဥွှေစင်းကလော်ဂီချမ်းသာကိုစိတ်မကူးတော့ပဲနောက်တန်နေရပါစေမည်အလုပ်ကိုယ်တာလုပ်ရန်စိတ်ကိုဆုံးဖြတ်လိုက်သည် တမီးနှင့်ဇနီးတို့ရဲ့အစိတ်ထဲမှာမကောင်းပဲဖြစ်နေသောဥရွှေစင်သည်တကြီးလုံးမှအနာယူလိုက်ပြီးရွာဦးကျောင်းတွင်ကိုပါဒီလာခံယူကာဥပုပ်ရဲ့ရှေးဆောင်နေသည်ဘုန်းကြီးထံမှ ကမ္မထံကိုတောင်းယူပြီးကျောင်းဝန်းကြီးဤကျောင်းအကြဆုံးနေရာလူသူအယောက်ပေါင်းအ ਨੇ ပါဆုံးအဆုံးစုံနေရာကတောင်းတလဲပင်အုံကြီးအောက်မှတယောက်တည်းနေသားယုံကမ္မထံကျောင်းလေးဆောက်ပြီးနေရောညပါတရားထိုင်နေလေသည်ဥရွှေစင်သည် စိတ်ကိုနိုင်နေအောင်ချုပ်ခါတမာတိဒီအောင်ကျူးစားခဲ့ရာဇနီးနေသမီးတို့ဖြစ်ခဲ့ရသောပရိဒေဝသောကမိသည်အင်းငိမ့်လာသည်စိတ်သည်တည်ငိမ့်အေးချမ်းလာသည်ထိုအခါဥရွှေစင်သည်လောကီကိုဆက်ဆုပ်သောစိတ်ဖြစ်ပေါ်လာသည့်အတွက်လူတွေသူတွေနှင့်နီးနီးကပ်ကပ်နေလိုသောစိတ်မရှိတော့ခြင်းဆူဆောင်းထားခဲ့သော ရွှေတွေကိုအရေးကြိုကရွှေသားဆင်းလူတော်သွန်းသည်ဘိုးစင်မောင်ဆက်ကအမွေနှင်းရလာသည့်ယရနာတွေကိုဆင်းလူတော်မှာစီချင်သည် စင်နူတော်နှင့်ပလင်ထားသည့်နေရာကိုခိုင်ခန့်သောအုတ်တိုက်ကန္နာကူရီတိဆောက်သည်စင်နူတော်ကိန်းဝေးရာကန္နာကူရီနှင့်ဆက်ပြီးဓမာယုံဖြင့်ကျဲဝင်းသောဇေယျကြီးကိုဆောက်သည်ထိုလူကြီးပြီးသောအခါရွာထဲမှရှိနေသည့်အိုအိမ်ကျွဲနွားပရိဘောဂပစ္စည်းများကိုမရှိစင်းရသည့်ရွာသူရွာသားတွေအားကံအလှဲ့တင်သလိုရကြစေရန်မဲဖောက်လှူဒန်းခဲ့ပြီးသူကိုယ်တိုင်ကကမ္မထမ်းထိုင်နေကြတလဲပင်အုပ်ကြီးအောက်ကကမ္မထမ်းကျောင်းလေးမှာသာနေထိုင်ပြီးတရားအားထုတ်နေတော်သည် ။ဥွှေစင်ဤစိတ်ဓာတ်ကိုကြီးညိုကြသောရွာသူရွာသားတွေကတနေ့တအိမ်အလှဲကြနန်းနဲ့တနတ်စာထမင်းအုပ်လူဒီကိုခံယူစားတော့တရားကျင်နေရာမှကွယ်လွန်သွားရှာသည်။ရွာဤကောင်းကျိုးချမ်းသာကိုဆောင်ရွက်ခဲ့သောဥွှေစင်ဇာတိမန်မျိုးရှိစိတ်ပြေဝလွန်သည့်ဥွှေစင်ဇာတိမန်မျိုးရှိစိတ်ပြေဝလွန်သည့်ရေရောသောအလှူဒါနကို ပြုခဲ့သည့်ဥွှေစင်ကိုရွာသူရွာသားတွေသည်ကျေးဇူးတင်ကြသည်။လွမ်းစွတ်တရီရကြသည်တနာကျင်နာကြသည်။ ို့ကြောင့်ဦးရွှေစေလူတန်းထားခဲ့သည့်အစင်းလူတော်ကို အသက်ပေးကာကွယ်ရန်အသင့်စိန်မျိုးဖြင့်ကြီးညိုကိုးကွယ်ကြသည်စင်းလူတော်ကိန်းဝေးရာကန္နာကူရီတိုက်တော်ကိုရောင်းချောင်းဆရာတော်အဆက်ဆက် ကိုတိုင်းကင်တွဲထိမ့်သိမ်းလာခဲ့ကြသည်ဖွားရွှေရင်ပြောပြသည့်တိုင်းဆိုလေအင်းစင်းလူဤစင်းလူတော်နှင့်ယတနာတွေကိုတကြီးမင်းဦးရွှေစေလူတန်းခဲ့သည်မှာဘွားရွှေရင် အသက်16နှစ်သမီးကဖြစ်ရာယခုဘွားရွှေရင်အသက်သည်80ကျော်နေလိမ့်မည်ဤစင်းလူတော်တန်းကနှစ်ပေါင်း80ကျော်နေလိမ့်မည် မနေ့ပြန်သည်လာပြင်းနေနှင့်တင်းငငွေနှင့်တထက်သေးဖြစ်သည်ထို့ကြောင့်မခင်ရွှေသည်ဥပုံဆောင်ရန်ရည်စူးထားသည်ဓမယုံကိုဓမျက်စည်းလဲတုံးရီတောက်ရီခတ်ထဲခြင်းစားသည့်အလုံးတွေပြီးစီးအောင်မခင်ရွှေကစောစောလာပြီးလောက်ကိုင်းဆောင်ရွက်နေလိုက်သည်ဒီလာဆောင်မီလူတွေရောက်လာကြပြီးဖုံတော်ကြီးကဒီလာပေးပြီးသောအခါစင်းလူတော်ကိန်းဝေးရာတိုက်ခန်းတွင်မှတန်ရှင်းရေးလုံးရန်ဆရာတော်ကြီးကမခင်ရွှေကိုဥတီပြီးတာဝန်ပေးလိုက်သည့်အတွက်မခင်ရွှေကတာဝန်ယူလိုက်သည် ဓမာယုံကိုလာကြသည့်ပြိဋ္ဌာန်တွင်လှပစွာဝေစားစီရင်ထားသောကျင့်ကြံပါရှိသည်မခင်ရွှေကို အစဉ်မြဲရန်လိုသောဆက်ဆံကဲသောကျင့်ကြံသည် ထူးထူးခြားခြားမခင်ရွှေကို လေးစားခင်မင်စွာနှုတ်ဆက်စကားပြောသော ပြောသောအခါမခင်ရွှေသည်စိတ်ထဲကတော်တော်ထူးဆန်းမိသည်သို့သောသူချစ်တဲ့ကိုစိမ်းမောင်နဲ့ငါဘာမှမဖြစ်ဘူးဆိုတာကိုသူရှင်းရှင်းလင်းလင်းသိသွားလို့စိတ်ပြောင်းသွားတာထင်တယ်ဟုအကောင်းဘက်ကတွေးကဝမ်းသာမိသည်က အမှန်ပင်ဖြစ်သည် စင်တူတော်ကင်းဝေရတိုက်ခန်းတွင်တန်ရှင်ရေးဆောင်ရွက်ရာမှာကျင်ချင်းကသူပါကုသိုလ်ယူပြရစေဆိုသောကြောင့်မခင်ရွှေဝမ်းမြောက်ဝမ်းသာကျင်ချင်းကိုတပြည့်စည်တချောင်းကိုယ်တိုင်ယူပေးကာတိုက်ခန်းတွင်သို့အတူဝင်ထိုင်ခဲ့ကြသည်ဖုံတော်ကြီးကတော့ကိုကိုင်းကတန်ရှင်လုံးနေကြသည်ကိုကိုယ်တိုင်စောင့်ကြည့်နေတော်မူသည်ကျင်ချင်းသည်လုံးစင်းသလောက်လှုပ်တော်လဲမခင်ရွှေလောက်အပင်မမခံချင်တန်ရှင်ဝင်လုံးသည်ဆိုတော်လဲဥဒီယာเจ้าတွေကိုအဆက်မပြတ်စကားပြောရင်းလုံးနေသောကြောင့် အလုံကပြောလောက်အောင်မတွင်ချေမခင်ရွှေကမူစကားမပြောဘဲလုံစရာရှိသည်ကိုသာတွက်လက်လှင်မြန်စွာလောက်ကင်နေသည်ထို့ကြောင့်အဖုံးတော်ကြီးသည်ဒီအကြောင်းဆရာမစိတ်ဓာတ်မျိုးကတော့ချီးကျူးဖို့တကယ်ကောင်းပါလေတို့ရွာအတွက်အားကိုးလောက်တဲ့သူတော်ကောင်းတစ်ယောက်ပဲဟု စိတ်ထဲကမှတ်ချက်ချတော်မူနေသည်တန်ရှင်ပြီးသောအခါမခင်ရွှေနှင့်ဂျင်ဂျင်ကို အရင်ထွက်စေပြီးမှဘုံတော်ကြီးကထွက်သည်ထို့နောက်တိုက်ခန်းကို ကိုတော်တိုင်းတော့ခတ်တော်မူသည် ဖုံတော်ကြီးသည်တိုက်ခန်းကိုတောက်ခတ်ပြီးသည့်အချိန်မှာပင်ကြောင်းဝိုင်းတရားရှိဇေယျကိုမီးလောင်လေသည်မီးလောင်သောဇေယျနှင့်တိန်ကြီးကနီးသည်တိန်ထဲတွင်အဖိုးနှံရှင်းဟောင်းပေစာတွေရှိနေသည်ဖုံတော်ကြီးသည်တိန်ကိုမီးတိန်ကိုမီးကူးမီးဆိုရင်သောစိမ့်ဖြင့်တကားတကားမတွင်နှင့်အတူကပြကတိကြွသွားတော်မူသည်လူအားရီအားနိုင်သောကြောင့်မိသည်တိန်ကိုကူးဆက်မလောင်လိုက်ရဘဲငြိမ်သွားသည်မိငြိမ်သွားပြီးအရာရာသည်အေးဆေးငြိမ်သက်သွားသောခါမှ စင်းလူတော်ကင်းဝေးရတိုက်ခန်းကိုခတ်သည့်တော်ရဲဘယ်နေရာမှာကြံနေခဲ့မှန်းဖုံတော်ကြီးမသိတော့ချေဖုံတော်ကြီးကြောင်းရောင်းနေသောရွာသူရွာသားတွေပြာရာခတ်ကုန်ကြတော့သည်တော်ကားဘလို့မှရှာမတွေ့တော့ချေမိလောင်သောဇယန်နှင့်ဓမာယုံကအတော်လေးလှမ်းသည်မိဆိုသောကြောင့်အားလုံးထပြေးကြသည်ဓမာယုံတွင်လူတယောက်မျှမကြံခဲ့အခင်းဖြစ်သည့်အချိန်သည်အစအဆုံးတနားကြီးကြောကြောကြာခဲ့သည်စိတ်လည်းမကောင်းစွာဖြင့်စင်းလူတော်တိုက်ခန်းကိုညှားဆောင်အိမ်ရန်စီစဉ်ကြရတော့သည် ထို့သောကားတကြီးမင်းဦးရွှေစင်ကိုယ်တိုင်ရန်ကုန်သို့တက်သွားပြီးဝယ်လာခဲ့သည့်အာမခံတော်တွေဖြစ်သည်ဝယ်ယူလူရန်ထားခဲ့သည့်နှစ်ပြိစေတော်ကလည်းကြာမြင့်လာပြီဖြစ်ရာရှေးခေတ်ရှေးပုံတွေဖြင့်ဂျာမနီနိုင်ငံကထုံလုံးထားသည့်တော်တွေဖြစ်ရာယခုခေတ်တွင်ထို့တော်မျိုးကလုံးဝမရှိတော့ချေထို့ကြောင့်တော်ကလောက်ကိုဖြစ်စီယူလိုက်ပြီးမှနောက်ထပ်တော်ကလောက်တော်သည့်ဝယ်ယူအသုံးပြုရတော်မူဖြစ်သည်တော်သည့်ဝယ်ယူရေးအတွက်ကိုလည်းចောင်းကိစားနှင့်မျိုးပေါ်သို့ တလားတစ်ခေါက်လောက်သွားနေရသည့်မခင်ရွှေကိုတာဝန်ပေးလိုက်ကြသည်မြို့ပေါ်ရှိပညာရေးဌာနကလူတွေရန်ကုန်သို့မကြာခဏသွားလေရှိကြသည့်အတိုင်းထိုလူတွေကစိတ်ချရသည့်အာမခံသောမျိုးရန်ကုန်မြို့မှဝယ်ယူလာရန်မခင်ရွှေကမှားကြရမည်ဖြစ်သည်ဓမ္မယုံမှာပြန်လဲစူယုံမီသည့်ဥပုပ်သည်တွေစင်းနုတော်တိုင်ခမ်းမှတောပြောက်သည့်အကြောင်းကိုစိတ်မကောင်းစွာစိတ်ပူပန်စွာပြောဆိုနေကြသည်ထိုချိန်တွင်ကကျင်ကျင်တယောက်ဓမ္မယုံမှာမရှိတော့ချေ မီးလောင်၍လူတွေကိုရုံသုံးကားပြေးလွှားကြသည့်အချိန်ကျင်ကျင်သည်ကြောက်လန့်ပြီးရွာထဲကသူ့အိမ်သို့ပြန်ပြေးသွားဟန်သူသည်တော်ပြောက်သည့်အကြောင်းကိုကျင်ကျင်တယောက်မှသိပါလေရဲ့လားဟုမခင်ရွှေကတွေးမိလိုက်သည်အခန်း၁၆မောင်စိမ်းမောင်ရဲ့အဆိုင်မြန်ချိုင်းကြီးထဲမှာမောင်စိမ်းမောင်တီဟောင်းကျွဲဟောင်းမိတ်ဆွေတယောက်အလဲရောက်နေတာကိုမောင်စိမ်းမောင်လာပြောလို့သိတော့သိလိုက်ပါတယ်ဒီဧည့်သည်ခုထက်ထိမပြန်သေးဘူးတဲ့ဆရာမရဲ့ဖွားရွှေရင်ကမခင်ရွှေကိုပြောတော့ခါမခင်ရွှေက သူတို့ချင်းခင်မင်းရင်းနှီးလို့အေးအေးဆေးဆေးနေတာဖြစ်လိမ့်မယ်ဟုခပ်ပေါ်ပေါ်ပင် ပြန်ပြောလိုက်တော့ခါဖွားရွှင်ကဒီကိစ္စက ပေါ်လို့မဖြစ်ဘူးထင်တယ်ဆရာမဖွားဖွားကြားရတဲ့သတင်းတိုင်းဆိုရင်တော့ရွာသူရွာသားတွေအနေနဲ့စိတ်မချမ်းသာစရာကြောင့်တစ်ခုတော့ဖြစ်လိမ့်မယ်ထင်တယ်ဟုပြောတော့ခါမခင်ရွှေစိတ်ဝင်စားလာသည်ဘာဖြစ်လို့လဲဖွားဖွားကိုစိမ့်မောင်နဲ့ကျမတို့အကြောင်းကိုဖွားဖွားတို့အတီဆုံးမှာချင်းချင်းတို့တွေကြောင့်ကိုစိမ့်မောင်ရဲ့ကိုရေးကိုရာကိစ္စတွေကိုကျမမမေးမြန်းပဲတတ်နိုင်သလောက်ရှောင်ရှားခဲ့လို့ စံမြန်ချန်ကြီးတဲ့ရောက်နေတဲ့ကိုစိမ်းမောင်ဧည့်သည်အကြောင်းကိုဘာမှမမေးမိပါဘူးဖွဖွားဖွဖွားကဘာသတင်းတွေကြားလို့လဲဒီရဲ့တဲကတို့လိုမြန်မာတိုင်းရင်းသားမဟုတ်ဘူးတဲ့ဆရာမရဲ့လူမျိုးကွဲလို့ပြောတယ်ဟိုတခါကိုစိမ်းမောင်ကသူ့ဧည့်သည်မိတ်ဆွေအကြောင်းကိုဖွဖွားလို့ရှိမှပြောတော့လူမျိုးကွဲလို့ထဲမပြောဘူးနောက်ပြီးနန်မီကလည်းမျိုးနှစ်လို့ပြောတာပဲကျမစိတ်ထဲကတော့တမျိုး တမျိုးတစ်စီလုံးနင်မောအောင်နှိမ့်မဲ့သူဖြစ်နေလို့များသူမိဘကမျိုးနှစ်လို့မှဲ့ခဲ့သလားလို့တွေးမိသေးတယ်။ကိုစိမ့်မောင်ကိုတော့ရရွာရွေးကိစ္စကလွဲရင်အပူစကားတစ်ခုမှမမေးမိလို့ဒီဧည့်သည်အကြောင်းကျမဘာမှမသိခဲ့ပါဘူးဖွဖွာ။မခေရွှေကအမှန်တိုင်းပြပြောသည်။အေးအဲ့ဒီမျိုးနှစ်ဆိုတဲ့လူကဒီစမ်းမြန်ချမ်းကြီးတဲ့အလဲရောက်နေတာကိစ္စမရှိဘူး။ကိစ္စရှိတာကကျင်ကျင်ပဲ။ဖွာရွှေစကားကိုမခေရွှေရုတ်တရက်သဘောမပေါက်ချေ။ဘာကြောင့်များလဲဖွဖွာရဲ့ဟုမေးမြန်းလိုက်သည်။ ။အော်ဆီယမ်မဘာမှသတင်းမကြားသေးပဲကို မောင်စိမ်းမောင်ရဲ့ခြံကြီးကိုကျင်းကျင်းတကားမရှိဒါမရှိဝင်ထွက်နေတာကိုတော့သိတယ်မလား။ဟုတ်သိပါတယ်ဖွားဖွားရဲ့။ဆီယမ်မကိုမနာလိုဝင်တူစိမ့်နဲ့စမ်းမြန်ခြံကြီးကိုအချိန်မီတယောက်တည်းသွားနေရာကဧည့်သည်နဲ့မြစ်တာရှိနေကြပြီတဲ့။မောင်စိမ်းမောင်ကလည်းသူစီပွားရေးကတစ်ဖက်ရက်ရွာရေးကတစ်ဖက်ဆိုတော့ကျင်ကျင်လာတဲ့အခါခြံကြီးထဲမှာရှိတဲ့အခါရှိတယ်တဲ့ မောင်စိမ်းမောင်ရဲ့ခြံအလုပ်ကိုဝိုင်းကူလုပ်ပေးနေကြတဲ့မောင်စိမ်းမောင်ရဲ့ထိန်တော်ကြီးမိသားစုကလည်းငကိုကလေးကရွာမြေနှပုံးကျင်ကျင်တို့မိသားစုကိုကြောက်ရွံ့မျိုးသေးလာကြရတော့ကျင်ကျင်လာနေတာကိုမကန့်ကွက်ရဲဘူးလေ။ကိုဧည့်သည်ရဲ့တပည့်ကလည်းတကယ်သစ္စာရှိဆိုပဲမောင်စိမ်းမောင်ရှိကကျင်ကျင်ရောက်လာပြီးဧည့်သည်နဲ့ဧကန်းနဲ့မှကြည်ကြည်နူးနူးစကားပြောရင်းတပည့်ကဧကန်းတကားဝါကနေစောင့်ကြည့်နေတာလေ။ဖွားရွှေစကားကြောင့်မခင်ရွှေသည်စိတ်မကောင်းဖြစ်လိုက်မိသည်။ ဟုတ်နိုင်ပါမလားဟူသောတန်ရာစိတ်သည်မခေရွှေကမေးလိုက်သည်။အိုးဆီယမကသာမသိတာ။မောင်စိမ်းမောင်ရဲ့အထင်းတော်ကြီးကတည်တည်ချာချာကိုလာပြောတာ။ဒါတင်ပဲဟုတ်မလဲဆီယမရဲ့တပည့်တွေတဲကလည်းမပြောရင်ကြလို့သာဒီဧည့်သည်ကိုဆီယမမမြင်ဘူးလား။မခေရွှေတပြင်းရှိုက်လိုက်သည်။မမြင်ဘူးပါဘူးဖွားဖွားရဲ့ဒီဧည့်သည်ကလည်းရွာထဲကိုအသွာလာမရှိသလောက်ပဲ။နောက်ပြီးစမ်းမြိုင်ချမ်းကြီးကိုကျမအသွာလာမရှိတော့တာဖွားဖွားလို့အသိပဲလေ။ ရုပ်ရည်ကတော့ကိုစိမ့်မောင်ထဲအများကြီးတာတယ်ချောတယ်လို့တော့သူပြောငါပြောကြားဘူးတာပဲလေကျမကိုယ်တိုင်တော့မမြင်ဘူးပါဘူးအေးတကယ်သာဟုတ်ရုံမှန်ရင်ရင်နာစရာပေါ့ကွယ်ဆီယမကိုတော့တရက်တရွာကလေလွင်ရောက်လာတာဖြစ်လို့သဘောမတူနိုင်ပါဘူးဆိုတော့ကျင်ကျင်ဘက်တော်သားတွေကိုဖွားဖွားကပြောလိုက်ချင်တာဒီဧည့်သည်ကောင်လေးကတော့မိုးပေါ်ကကြလာတဲ့ရွှေမင်းသားလေးလားလို့ဖွားရွှေရင်ကခံမြင့်စိတ်ဖြင့်ပြောလိုက်သည်မခေရွှေသည်ဒီကိစ္စကိုပေါ်ပေါ်တန်တန်သဘောမထားတော့ဘဲ သူကိုယ်တိုင်အတီကြသည့်အောင်စုံစမ်းရန်စိတ်ပိုင်းဖြန့်လိုက်သည်စိတ်ပိုင်းဖြန့်လိုက်သည့်အတိုင်းကိုစိမ့်မောင်ချန်ကြီးမှာရဲ့ရှည်စွာအလေရောက်နေသောကိုမျိုးနှင့်ဆိုသူကိုမြင်ရတွေ့ရအောင်ကြံစီခဲ့သည်မခေရွှေသည်သူကိုမမှန်မိစေရန် ရုပ်ဖြက်ပြီးကိုစိမ့်မောင်၏စိမ့်မြိုင်ချန်ကြီးမှာမရှိဘဲတခြားသို့သွားနေသည့်အချိန်စမ်းမြိုင်ချန်ကြီးကိုဇေဝယ်မိဟန်ဆောင်သွားခဲ့သည်ထိုအခါသူနှင့်တပြိုင်တည်းလိုလိုပင်ကြင်ကျင်ကရောက်လာသည်သို့သောရုပ်ဖြက်ထားသောမခင်ရွှေကိုမြည်သူမှန်းမသိချေ ပြည်သူမှန်းသိရအောင်လဲတည်တည်ချာချာမကြည့်နိုင်အာတူလာဒီကိုဝမ်းသာအားရစီဂျိုနေသည့်ကိုမျိုးနှစ်ကိုကြည်နေရသည်လာပါစွာဝေစားစဉ်ထားသောကျင်ကျင်ကကိန်းနီယာမာလေးလိုမြူးမြူးကြွကြွရောက်လာသည်အင်ဂါဝါကကြီးစွာသောချစ်မြေတာဖြင့်စီဂျိုနေသောကိုမျိုးနှစ်ဆိုသူကိုတေးချစွာမြင်လိုက်ရသောအခါမခင်ရွှေသည်သူ့မျက်လုံးကိုသူမြုံနိုင်အောင် ဖြစ်သွားသည်ငါမျက်စိများမှားနေသလားဖူတော်တွေဖြင့်စိုက်ကြည့်နေမိသည်ထိုဒီကိုကိုမျိုးနှစ်နှင့်ကျင်ကျင်က အထွေထူးမထင်မဲမခေရွှေကိုဂယူးမဆိုင်ကြချေမြင်ရသူစိတ်မှာတာမန်မိတ်ဆွေသဘောမျိုးထင်အောင်အိမ်ဒီရရနှုတ်ဆက်ကြပြီးအေကန်းနဲ့ကိုဝင်သွားကြသည်ကိုမျိုးနှီးသပဲ့ကျော်မောင်တင်းကအိမ်တကားဝါကိုချက်ချင်းရောက်လာသည်မခေရွှေသည်သူ့မျက်လုံးဖြင့်တအံ့မြင်လိုက်ပြီးဖြစ်သောကြောင့်ခြံကြီးတွင်းမိုင်းထီအောင်ဆက်မသွားတော့ဘဲပြန်ထွက်လာခဲ့သည်ဘာကိစ္စရှိလို့လဲဈေးဝယ်ဖို့လားကိုစိမ့်မောင်ကိုတွေ့ဖို့လားဟုတ်စိုက်ခင်းတွေကိုရေလောင်းနေသည့် ကိုစိမ့်မောင်ဤအထင်းတော်ကြီးကအော်မေးလိုက်သည်ကိုပင်ပြန်မပြောတော့ဘဲခြေလန်းသွတ်သွတ်ဖြင့်ထွက်လာခဲ့သည်။မခင်ရွှေသည်စိတ်ထဲမှလေးလံထိုင်းမိုင်းနေသည်။ငါပြောလို့နားထောင်မည်လား။ငါစီစဉ်အောင်မြင်မှမည်လား။ငါစီစဉ်မအောင်မြင်တော့ရေပြာအင်ရွာရဲ့ဖြစ်လာမဲ့ကံကြမ္မာစိုးကိုဘသူမှတားဆီးလို့ရမှာမဟုတ်ဘူး။ဟူသောတွေးကိုစိတ်မကောင်းစွာတွေးမိသည်။သို့သောမအောင်မြင်ကာမနေရော့သူတန်းနိုင်သလောက်ကြိုးစားမည်ဟုစိတ်ကိုခိုင်မာစွာဆုံးဖြတ်လိုက်သည်။ ထို့သို့ဆုံးဖြတ်လိုက်သည့်အချိန်ဖွားရွှေအင်းတို့အသားမိကိုအတိပေးတိုင်ပင်သောအခါဖွားရွှေအင်းတို့အသားမိနှစ်အောင်စလုံးသည်ယင်ဘက်စီသည်ဖြစ်ကုန်ကြတော့သည်ဆ iam မကြိုးစားမှုကသာအောင်မြင်အောင်အကောင့်ထဲပေါ်ပါတို့ဝိုင်းကူပြောကြမယ်ဖူသောဂရီကိုအသားမိနှစ်အောင်စလုံးကလှိုင်လဲစွာပေးကြလေသည်ဒီဝိထုလေးနဲ့ပတ်သက်ပြီးတော့ဒီကလကမောင်နှမတွေထဲမှာလူမျိုးခြားဘာသာခြားမောင်နှမတွေပါခဲ့မယ်ဆိုလို့ရှိရင်ကြိုတင်ပြီးတော့မှပန်ချပြစီရှင် ဒီဝိထုထဲမှာပါတဲ့တချို့သောစကားလုံးတွေဟာဆိုရင်ဒီဘာသာရေးလူမျိုးရေးနဲ့ပတ်သက်ပြီးတော့မှနည်းနည်း sensitive ဖြစ်စေတဲ့စကားလုံးလေးတွေလို့ကျွန်မထင်မိတယ်ပေါ့နော်ဒါကြောင့်မလို့ဝိထုထဲမှာပါတဲ့အတိုင်းပဲဖတ်ပြပြတာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့စကားလုံးလေးတွေကိုတော့တိခံပြီးတော့မှနားလည်ပေးကြဖို့အတွက်ကြိုတင်ပြီးတော့ပန်ချအပ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အပိုင်း7ကိုဒီမှာပဲရန်နှောင်းလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း7ဇာသိမ်းပိုင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်နော် နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်။